မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ရေးမြို့အခြေဆိုင်အမတ်ဆက်ကိုစစ်စင်ကိုကဲမှုဌာနချုပ်ကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးကိုရေးဘလူးအဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ၁၈ရက်နေ့ကမုံပြင်းနယ်ရေးမြို့အခြေဆိုင်စက္ကခ၁၉မှာတာဝန်ထမ်းဆောင်နေတဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးဟာတပ်ထဲကနေထွက်ပြေးလာတဲ့အချိန်ရေးဘလူးတပ်ရင်းကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုအရှင်ဖမ်းမိခဲ့တဲ့စစ်မှုထမ်းတပ်သားတဲ့မောင်ဝေရန်အောင်နဲ့ ပြည်ဖုံးဆန်တို့ဟာကလေးမြို့နယ်အရှိစီကျေးရွာကဖြစ်ပြီးတော့စစ်မှုထမ်းအပတ်စဉ်ခုနှစ်ကတင်တန်းဆင်းများဖြစ်တယ်လို့သိရပါဗျ။စစ်မှုထမ်းတပ်သားတဲ့အောင်စုံမင်းဟာမော်လမြိုင်တာယာအေးရက်ကွက်ကဖြစ်ပြီးတော့စစ်မှုထမ်းအပတ်စဉ်6တင်တန်းဆင်းဖြစ်ကပေါ်တာဆွဲဖမ်းဆီးခံထားရသူများဖြစ်တယ်လို့သိရပါဗျ။ သူတို့ကတက်ပြေးတွေ16တက်မကနေထွက်ပြေးလာတဲ့တက်ပြေးတွေပါဒါပေမဲ့သူတို့တွေကကျွန်တော်တို့စီကိုမရောက်လာခင် တော်တော်လေးကိုရေးမြုံမှာရောင်းလေလေနဲ့ပတ်နေတာအကြကြီးပေါ့ဒီကြားထဲမှာကျွန်တော်တို့နဲနမိတ်ထဲကိုဝင်လာတာကိုတရေရလို့ထိမ့်သိမ့်လိုက်တာပါလက်နဲ့တွေတော့မပါလာဘူးပြေးလာတာကတော့ဇူလိုင်လ6ရက်နေ့ခရေကပြေးလာတာတော်တော်လေးတော့ကြာနေပြီသူတို့ကဒီနယ်သားတွေမဟုတ်ကြဘူးကျွန်တော်တို့ကတုံမန်းအနေနဲ့ပဲသွားရမှာပေါ့ကျွန်တော်စီကိုအလင်းဝင်လာတာမဟုတ်တဲ့အတွက်ကြောင့် view ဟာကိုတင်ပြပြီးတော့မှသူတို့ဘက်ချမ်းကဘလို့ဆောင်ရမလဲဆိုတာကျွန်တော်တို့လည်းအတိအကျမသိသေးဘူးလို့ ရေဘလူတက်ရင်ကတောင်ရှိသူကပြောပြထားပါတယ်စစ်ကောင်စီတပ်ဖွဲ့တွေအတွင်းမှာကြန့်ရှိနေတယ်စစ်မှုရတပ်သားတွေများအနေနဲ့လဲတော်လိုင်းတပ်ဖွဲ့များနဲ့အများဆုံးပူးပေါင်းကြရန်ရေဘလူတက်ရင်ကဖိတ်ခေါ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်လက်အောက်ခံနိုင်ငံရေးပါတီဖြစ်တဲ့ကျန့်ဖို့ပါတီတွေကိုဝင်ရောက်ထားရင်စစ်မှုထမ်းအဖြစ်ကနေစစ်တပ်ကပေါ်တာဖမ်းဆီးခြင်းများကကင်းဝေးမယ်ဆိုတဲ့ဂရိကဝတ်နဲ့ပါတီဝင်လူငယ်ထောင်ချီပြီးတော့စူဆောင်းရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းအတွင်းမှာ AP လကစတင်ပြီးတော့ကျန့်ဖို့ပါတီတွေကိုဝင်ရောက်ကြရန်မြို့နယ်နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များကစီယုံရေးတွေလှုပ်ဆောင်ခဲ့ရမှာလူငယ်အများစုကိုစစ်မှုထမ်းအဖြစ်ကနေပေါ်တာဆွဲဖမ်းဆီးမှုမခံခြင်းမှာကလူငယ်တွေအနေနဲ့ကျန့်ဖို့ပါတီတွေကိုဝင်ရောက်ကြရန် အခက်မသိမဲနဲ့စစ်တပ်ကစစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့အချိန်မှာလဲကျွမ်းဖို့ပါတီရဲ့မြို့နယ်တိုင်းနဲ့ဗဟိုအဆင့်ဆင့်ကစစ်မှုထမ်းအဖြစ်နဲ့ဖမ်းဆီးခံရခြင်းကနေချက်ချင်းလွတ်မြောက်စေရေးအတွက်အရေးပေါ်ဖြည့်ဆင်းဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတဲ့ဂရိကိုတီပေးခဲ့တယ်လို့သိရပါတယ်။လိုင်းသားရအနောက်ပိုင်းမြို့နယ်အမှတ်78ရက်ကွက်အုပ်ကြီးဦးမောင်ကပြည်ခိုင်ပြုတ်ပါတီတဲကိုဝင်ရင်စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးတာမျိုးမဖြစ်စေရဘူး။အခြားမြို့နယ်ရက်ကွက်တွေမှာဖြစ်ရင်လည်း ်ပါတီရဲ့မြို့နယ်တိုင်းအဆင့်ကနေပြီးတော့ချက်ချင်းလိုက်ပြီးတော့ဖြည့်ရှင်းပေးမယ်ဆိုပြီးပြောတယ်။လိုင်းသာယာမြို့နယ်ပြည်ခိုင်မြို့ပါတီကလည်းစစ်မှုရာအဖြစ်ပေါ်တာဆွဲအဖမ်းခံရရင်ဒါကဥပဒေနဲ့မညီလို့ချက်ချင်းဖြည့်ရှင်းပေးနိုင်တယ်ဆိုပြီးတော့ဂရိပေးနေပါတယ်။လိုင်းသာယာမှာလူငယ်အယောက်300လောက်ပြည်ခိုင်မြို့ပါတီအဖြစ်နဲ့ဝင်ကြတယ်အဓိကကတော့စစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲအဖမ်းခံရရင်ရှင်းမိမယ်ဆိုတဲ့ဂရိကဝတ်ကြောင့်မလို့လိုင်သာမျိုးနဲ့အမတ်၁၈ရက်ကွက်ကအသက်၂၅နှစ်အရွယ်လူငယ်တအုပ်ကရှင်းပြထားပါဗျ။စစ်မှုထမ်းအဖြစ်နဲ့ပေါ်တာဆွဲအဖမ်းမခံရရေးအတွက် ဂရိကဝတ်နဲ့ရန်ကုန်တိုင်းမှာအသက်16နှစ်ကနေအသက်35နှစ်အတွင်းလူငယ်ထောင်ချီပြီးတော့ကျန့်ဖို့ပါတီကပါတီဝင်အဖြစ်နဲ့စူးစောင်းရရှိခဲ့တယ်လို့ကျန့်ဖို့သတင်းရင်းမြစ်တချို့ကရှင်းပြထားပါတယ်။ဇူလိုင်လ17ရက်နေ့ကရန်ကုန်မြို့မှာပါတီဝင်အသက်3895ဦးကိုခန့်အပ်လွှာပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ပြီးတော့ကျန့်ဖို့ပါတီဥက္ကဋ္ဌခင်ရီတက်ရောက်ခဲ့ကလူငယ်များအပါအဝင်ပြည်သူများရဲ့ဒုက္ခဟာပါတီရဲ့ဒုက္ခဖြစ်ကြောင်းဒါကြောင့်ပါတီက ပြည်သူရဲ့ဒုက္ခမှန်သမျှကိုဖြည့်ရှင်းပေးမှာဖြစ်ကြောင်းခင်ဤကအခုလိုပြောဆိုလိုက်ပါတယ်။မယံကုန်းမြို့နယ်ကကြက်ဖို့ပါတီကိုဝင်ရောက်ခဲ့တဲ့အသက်25နှစ်အရွယ်လူငယ်တဦးကတော့လက်တလောစစ်မှုရန်ပေါ်တာဆွဲဖမ်းဆီးခံရမှုများအလွန်များပြားလာနေတဲ့အတွက်မိဘများရဲ့တိုက်တွန်းမှုကြောင့်ကြက်ဖို့ပါတီတဲကိုဝင်ရောက်ခဲ့ရတယ်လို့ပြောဆိုထားပါတယ်။နိုင်ငံရေးအရာမနစ်သက်တော့လေမိဘများရဲ့တိုက်တွန်းမှုနဲ့စစ်မှုရန်အတင်းကျပ်ဖမ်းခံရမှာကိုစိုးရိမ်ပြီးတော့ပါတီဝင်ထားခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ ဂျပန်သွားဖို့ဂျပန်စာမိုးပဲဖြေနေပါတယ်ဂျပန်မထွက်ခင်ပေါ်တာဆွဲခံရမှလည်းကြောက်တယ်အဖေနဲ့အမေကလည်းစိုးရိမ်လို့ပါတီဝင်ခိုင်းထားတာပါလို့မယန်ကုန်းမြို့နယ်ကစံဖို့ပါတီဝဲလူငယ်တအုပ်ကပြောဆိုထားပါတယ် စစ်ခွေးတက်ကစစ်မှုထမ်းရန်မိန်ကလေးများကိုခေါ်ယူမယ်ဆိုပါကလည်းကျပ်ဖို့ပါတီတဲကိုဝင်ထားတဲ့ပါတီဝင်အမျိုးသမီးငယ်များကိုစစ်မှုထမ်းအဖြစ်နဲ့မခေါ်ယူရင်ပါတီကစောင်ရွက်ပေးနိုင်တယ်ဆိုပြီးတော့လူငယ်အမျိုးသမီးများကိုလည်းပါတီဝင်အဖြစ်ကျပ်ဖို့ပါတီကစူဆောင်းခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ရန်ကုန်တိုင်းအတွင်းမှာဆိုင်ကယ်စီးနှင်းကျင်သူများဆိုင်ကယ်ကယ်ရီဘေးတွေမောင်းနှင်ကျင်သူများကိုလည်းကျပ်ဖို့ပါတီကိုဝင်ထားပါကဘယ်ရင်ထိုင်းရဲကမှမဖမ်းဆီးရဲအတွက်အာမခံကြောင်ပြောဆိုထားပါတယ်။ ်လိုင်စင်မရှိရင်ကြက်ဖို့ပါတီဝင်ကပ်ပြားကိုပြပြီးတော့ဆိုင်ကယ်နဲ့ဘေးရဲများကိုမောင်းနေနိုင်ကြောင်းကြက်ဖို့ပါတီအာဏာရလာပါကဘေးရဲများအားလုံးကိုလိုင်စင်များချက်ချင်းထုတ်ပေးမယ်လို့စီယုံထားကြောင်းသိရပါတယ်။ဒါလားတူပဲရွှေပြည်သားဒဂုံမြို့တဲ့မြို့နယ်များမှာလည်းပြည်သူများအနေနဲ့ကြက်ဖို့ပါတီဝင်ထားပါကစစ်တပ်ရဲနဲ့ညီဒီအဖွဲ့စည်းကမှအနိုင်မကျင့်နိုင်ဘူးလို့ပြောဆိုစီယုံခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့တမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးထောင်ချထားတဲ့အကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ကဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းတဲ့အတိုင်းမြန်မာနိုင်ငံကိုကမ္ဘာနဲ့ရင်းမောင်းတန်းနိုင်ရေးအတွက်လုပ်ကင်ကြရန်ပြောဆိုလိုက်ပြန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က88နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကိုတက်ရောက်ခဲ့တဲ့အချိန်ကစစ်တပ်လက်အောက်ခံဝါရဖြန့်အမေရိကန်မီဒီယာများနဲ့ တွေ့ဆုံမေးမြန်းခန်းမှာအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။ဗိုလ်ချုပ်အောင်ဆန်းကမြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်စ조사ခဲ့ပြီးတော့အသက်ဆုံးခဲ့ကြောင်းဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းထားတဲ့မြန်မာနိုင်ငံကိုကမ္ဘာနဲ့ရင်မောင်တန်းနိုင်အောင်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကဝိုင်းဝန်း조사ရမှာဖြစ်ကြောင်းမင်းအောင်လိုင်ကအခုလိုပဲပြောဆိုလိုက်ပါဗျ။ဗိုလ်ချုပ်အောင်ဆန်းသူဦးဆောင်ပြီးတော့မှမြန်မာနိုင်ငံလွတ်လပ်ရေးရဖို့တဲ့စ조사သွားတော့တယ်နော်။အဲလွတ်လပ်ရေးရပြီတဲ့အချိန်မှာလည်းမြန်မာနိုင်ငံကိုကမ္ဘာနဲ့ရင်မောင်တန်းနိုင်တဲ့နိုင်ငံတစ်ခုဖြစ် ဲသွားနိုင်ဖို့တဲ့ဘုကျုပ်ညွှန်မခဲ့တယ်ဆိုတာဘုကျုပ်ရဲ့ဟိုပြောကြားချက်ဒီမှာအများကြီးပါပါတယ်အဲဒါကိုကျွန်တော်တို့လက်ရှိရှိနေတဲ့မြန်မာနိုင်ငံသူတန်ခါးသားတွေအားလုံးဝိုင်းဝန်းကြိုးစားမှာဖြစ်တာဒီလိုဝိုင်းဝန်းကြိုးစားတဲ့အခါမှာလည်းအားလုံးညီညီညွတ်ညွတ်နေပါညီညီညွတ်နေအဲတိုင်းပြည်ကိုတကယ်ကောင်းအောင်လုပ်မယ်စိတ်နဲ့လုပ်ကြတာကောင်းပါဘုကျုပ်ကအသက်ဆုံးပြီးတော့မှတပီးပြီးတော့မှလုပ်သွားကြတာဒီပြင်တိုင်းပြည်ရဲ့တန်ဖိုးကလွတ်လာရေးပါပဲလွတ်လာရေးနောက်တော့က အဖုံဖြုတ်တွေ့ရေပေါ့နော်ဒါတွေရှိတယ်သို့တော်လည်းစိနဲ့ကန်းနဲ့ဖြစ်တဲ့စနစ်မျိုးတော့ဖြစ်ဖို့တို့ပါတယ်ဒီလိုမျိုးဖဲနဲ့စိမဲ့ကန်းမနဲ့လုံမယ်ဆိုရင်တော့ကျွန်တော်တိုင်းပြည်အတွက်အန္တရာယ်လည်းရှိပါတယ်တော့ကြောင့်ကျွန်တော်တို့ဘိုးချုပ်မြန်မာခဲ့တဲ့လမ်းကြောင်းတိုင်းပဲအားလုံးတိုင်းပြည်တန်တူပြည်သားအားလုံးတိုင်းရင်းသားညီကိုမောင်နှမအားလုံးစီစီလုံးလုံးညီညီညွညွနဲ့လုတ်ကန်သွားကြဖို့တို့ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ် မနေ့ကအာဇာနည်နေ့မှာအကြံဖတ်စစ်ခွေးတက်ကဗိုလ်ချုပ်မွေးဖွားရာမကွေးတိုင်းနတ်မောင်မြို့နယ်အေယော်ဘရီတိုင်းလေးမြနာမြို့နယ်နဲ့အင်ကပူမြို့နယ်အဆက်နေရာတို့ကို၎င်းတနင်္သာရီတိုင်းပလောမြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတီဝဲမြို့နယ်တို့ကိုစစ်လေယာဉ်များနဲ့ဗုံးကျဲတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့တဲ့အတွက်ပြည်သူများတေဆုံးပြီးတော့နေအိမ်နဲ့အဆောက်အအုံများစွာထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့တီဘောင်းမြို့ကိုမနေ့ကညသကောင်ရံအချိန်မှာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲချသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇူလိုင်လ19ရက်နေ့ည7:40မိနစ်အချိန်နဲ့ည7:46မိနစ်အချိန်တို့မှာအကြပ်ဖက်စစ်ခွေးတပ်ကတိုက်လေရင်များနဲ့ဘုံကျဲချခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘုံကျဲရောက်ပောက်ကွဲခဲ့တဲ့နေရာဟာအမှတ်1အခြေခံပညာမူလာရန်လွန်ကျောင်းနဲ့တီဘောင်းအချင်းထောင်လိုင်းကမ်းတို့ဖြစ်တယ်လို့သိရပါတယ်။ အခုတည်းကတော့လူထိခိုက်မှုရှိတာမကြမ်းမိသေးဘူးမင်းညကဘုံကျဲသွားတာကြောင်းနဲ့ထောင်ဘက်ကိုကျဲတယ်လို့ကြားရပါတယ်တီဘောကမကြခဏဘုံကျဲခံနေရတော့တော်တော်များများကတော့မြို့ကနေရှောင်ကုန်ကြပြီလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အကြပ်ဖတ်စစ်ကောင်စီတပ်ကတီဘောမြို့ကိုမကြခဏဆိုသလိုလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်လျက်ရှိပြီးတော့ပြည်သူများထိခိုက်ဒေဆုံးကအဆောက်အုံနဲ့နေအိမ်များပျက်စီးလျက်ရှိတယ်လို့သိရပါတယ်ဇူလိုင်လ14ရက်နေ့ညနေ6:00နာရီအချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာ ပြည်သူနှစ်ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။တေဆုံးသူပြည်သူနှစ်ဦးဟာဒီဘောမျိုးလာရှုံမန္တလေးလမ်းပေါ်မှာဖွင့်လှစ်ထားတဲ့ရွှေလုံးအလှပြင်ဆိုင်ပိုင်ရှင်နဲ့ဆိုင်ကယ်ကယ်ရီသမားတအုပ်တို့ဖြစ်တယ်လို့သိရပါတယ်။ဇူလိုင်လ၄ရက်နေ့ည၁၀နာရီဝန်းကျင်အချိန်မှာဒီဘောမျိုးပေါ်ဆေးရုံကြီးရင်ခွဲရုံဘေးခွဲစိတ်ဆောင်နဲ့နန်းပေါ်တရားအနီးမှာရှိတဲ့စိုက်ပျိုးရေးရုံးတို့ကိုလည်းအကြပ်ဖတ်စစ်ခွေးတက်ကတိုက်လေရင်များနဲ့ဘုံများကျဲချခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံရနောင်းမြို့နယ်ကော့တောင်းမြို့ကနေထွက်ခွာလာတဲ့ကုံအပြစ်တင်ထားတဲ့ကုံတင်သင်းမောတစည်းဟာဇူလိုင်လ19ရက်နေ့မနက်ကရန်ကုန်မြို့ဝအနီးမှာနင်းမြုပ်သွားပြီးတော့ကြက်သိန်းပေါင်းသိန်းချီတန်ကျင်းရှိတဲ့ရင်းပေါ်မှာပါလာတဲ့ကုံစီများအလုံးဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအပါအဝင်အိမ်သုံးကုန်ပစ္စည်းများလျှက်စက်ပစ္စည်းများကိုတယ်ဆောင်လာတဲ့ ပုဂ္ဂလိကပိုင်ကုန်တင်သင်းမောတစည်းဟာဇူလိုင်လ19ရက်နေ့မနက်ပိုင်းမှာရန်ကုန်မြို့ဝကနေရေမိုင်9မိုင်ကအကွာပင်လယ်ပြင်မှာနင်းမြုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဝမ်းပိုက်ပေါက်တာထင်းနေဝမ်းထဲကိုရေဝင်တာကိုမထိန်နိုင်တော့ဘဲနဲ့မြို့တာကိုပဲထိုင်ကြည့်နေခဲ့ရတာကပတိန်နဲ့လုံသားတွေအားလုံးကိုတော့ကယ်ဆယ်နိုင်ခဲ့ပါတယ်လူတွေဘေးကင်းအောင်ပဲလုပ်နိုင်ခဲ့တယ်ဆုံးရှုံးမှုကတော့တော်တော်များတယ်လို့အဲ့ဒီဖြစ်စဉ်ကိုသိရှိထားတဲ့လုပ်ငန်းရှင်တဦးကရှင်းပြထားပါတယ် ်သင်းမောဟာ အကြီးစားကုန်တင်ရေရင်ဖြစ်ပြီးတော့ရနောင်းမြို့စိတ်ကန်းကနေဇူလိုင်လပထမပတ်ထဲမှာစတင်ထွက်ခွာခဲ့ပြီးတော့ကော်တောင်းမြို့မှာယာယီကန်းကတ်ခဲ့ကရန်ကုန်မြို့ကိုဥတီပြီးတော့ထွက်ခွာလာတယ်လို့ကုန်တယ်တူကပြောပါတယ်သင်းမောပေါ်မှာပါဝင်တဲ့ကုန်စီများရဲ့တန်ဖိုးဟာကြံ့ငွေသိမ်းမောင်းသိမ်းနဲ့ချီပြီးတော့တန်ကျဲရှိကြောင်းရန်ကုန်ကဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ကပြောဆိုနေတော့လဲ အသေးစိတ်ကိုတော့မသိရသေးပါဘူးလက်ရှိမှာကုန်တယ်များလုပ်ငန်းရှင်များနဲ့သင်းမောပိုင်ကုမ္ပဏီချားမှာဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေတယ်လို့သတင်းရရှိထားပါတယ်အခုရက်ပိုင်းမှာပင်လယ်ပြင်မှာမုတ်တုံလေအားကောင်းပြီးတော့မိုးကောင်းနေပါတယ်ဇူလိုင်လ23ရက်နေ့ကစပြီးတော့ဘင်္ဂလားပင်လယ်အော်မှာလေဖီအားနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နိုင်ပြီးမုတ်တုံလေဆက်လက်ပြီးတော့အားကောင်းနိုင်တယ်လို့သတိပေးချက်များရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နေပြည်နယ်လွိုက်ကောလွိုက်လင်လေးနယ်မိုးပြင်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်များရဲ့ပြစ်ခတ်မှုကြောင့် ပြည်သူ9ဦးတေဆုံးပြီးတော့9ဦးဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ17ရက်နေ့နေ့လယ်12နာရီလောက်ကအရတားပြည်သူများရှိရာဖေကုံမြို့နယ်အင်းအရှိတ်ကမ်းမှာရှိတဲ့ကျေးရွာများကိုစစ်ကောင်စီကလက်နက်ကြီးများနဲ့အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတပ်ဟာဖေကုံအင်းအရှိတ်ကမ်းမှာရှိတဲ့ကျေးရွာ6ရွာကိုတာဝေးပစ်လက်နက်ကြီးများနဲ့အဆက်မပြတ်ပစ်ခတ်တိုက်ခတ်ခဲ့တဲ့အတော့ကျေးရွာ2ရွာကအမျိုးသမီး2ဦးအမျိုးသား3ဦးစုစုပေါင်း9ဦးတေဆုံးခဲ့ကြောင်း KNDF ကအသိပေးထားပါဗျ။ အပြစ်မရှိတဲ့ပြည်သူတွေဘယ်နှယောက်ထပ်ပြီးတော့သေပေးရအောင်မလဲပြည်သူတွေရဲ့မျက်ရည်တွေကိုမြင်အောင်ကြည့်ပေးကြပါအောင်လို့စစ်ခွဲတိုက်ရဲ့လက်နက်ကြီးထိမှန်ခဲ့သူများကိုကုညီကယ်ဆယ်ပေးတဲ့ဒုတအုပ်ကပြောပြထားပါတယ်ဒါအပြင်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အရတား9ဦးအပြင်နေအိမ်များနဲ့ဘာသာရေးအဆောက်အအုံတချို့လည်းထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့ပြောပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းများကြောင့်တော်လိုင်းတပ်များဟာလွိုက်ကောကုန်းတာမိုးပြဲလမ်းမကြီးတလျှောက်ထိပိတ်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့ KNDF ကပြောပါတယ် စစ်ခွေးတပ်များဟာစီရေးပြစ်မှတ်မဟုတ်တဲ့ရဲသားပြည်သူများကိုရန်သူတပ်ဖွဲ့ပြစ်မှတ်ထားပြီးတော့လက်နက်ကြီးများလေကြောင်းနဲ့ဘုံးကျဲတိုက်ခိုက်ခြင်းများပြုလုပ်တိုက်ခိုက်ကစစ်ရာဇဝတ်မှုများကိုနေစဉ်နဲ့အများပေါ်ပေါ်တင်းတင်းကျူးလွန်လှုပ်ဆောင်နေကြောင်းကိုလည်း KNDF ကဖော်ပြထားပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့စီရေးအသည့်လုံခြုံရေးသတိကိုအထူးဂရုပြုပြီးတော့တွာလာနေထိုင်ကြရန် KNDF ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှယ်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ